မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဂျွန်လ၈ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ် ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်တိုင်းဒဂုံမြို့တဲတောင်ပိုင်းမြို့နယ်တရားရုံးမှာတပ်ဆွဲထားတဲ့စစ်တပ်ကို89မမလောင်ချာနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ရာထိရောက်စွာကြားရောက်ပောက်ကွဲခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဇွန်လ9ရက်နေ့ည10:35မိနစ်ကရန်ကုန်မြို့တောင်ဒဂုံမြို့နယ်မှာရှိတဲ့အကြမ်းဖက်စစ်တပ်လက်အောက်ခံမြို့နယ်တရားရုံးမှာတပ်ဆွဲကလုံခြုံရေးယူပေးနေတဲ့စစ်ကောင်စီတပ်သားများကို89မမလောင်ချာနဲ့40မမဘုံဒီနှလုံးပြစ်ခတ်တိုက်ခိုက်ခဲ့ရာပြစ်မှတ်ကိုထိရောက်စွာကြားရောက်ပောက်ကွဲခဲ့တယ်လို့သိရပါဗျ။ ြစ်မှတ်ကိုတည့်တယ်ကြပါတယ်ထိရောက်မှုရှိခဲ့ပါတယ်နောက်ဆက်တွဲထိခိုက်သေးဆုံးပျက်စီးမှုတွေကတော့စုံစမ်းနေတုန်းမှာရဲဘော်တွေအားလုံးဘေးကင်းပါတယ်လို့ရန်ကုန်အာမီ YA တပ်ဖွဲ့ကတောင်းရှိသူကရှင်းပြထားပါတယ်၎င်းတိုက်ခတ်မှုကိုရန်ကုန်အာမီ YA နဲ့အနောက်ပိုင်း KN ပတ်ကဖားတို့ကပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့အချမ်းဖတ်စစ်ကောင်စီနဲ့ပတ်သက်တဲ့ပြစ်မှတ်များကိုဆက်လက်ပြီးတော့တိုက်ခိုက်သွားမှာဖြစ်တယ်လို့အသိပေးထားပါတယ်။တောင်တကုံမြို့နယ်ကပြည်သူတချို့ကိုဆက်သွယ်မေးမြန်းကြည့်ရမှာပြစ်ခတ်တိုက်ခိုက်မှုနဲ့ပတ်သက်ပြီးတော့မှတ်ချက်မပေးခြင်းပဲ။တောင်တကုံမှာည၈နာရီကျော်ပါကလမ်းပေါ်မှာလူသူမရှိတော့ ော့ပဲအများစုသောပြည်သူများဟာအပြစ်မထွက်ကြတော့ဘူးလို့ပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မြန်မာနိုင်ငံကို ILO Article 33နဲ့အရေးယူမဲ့ကိစ္စဟာတစုံတရာတက်ရောက်မှုမရှိနိုင်ဘူးဆိုတော့စစ်ကောင်စီရဲ့ထုတ်ပြန်ချက်အပေါ်မယုံကြည်ကြောင်း ကြံ့ဖို့ဗဟိုအလုံးမှုဆောင်မောင်မြင့်မင်းကြီးမဲဆန္ဒနယ်ကစစ်တပ် lobby telegram channel ကနေတဆင့်ဝေဖန်ပြောဆိုလိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ9ရက်နေ့ကဆွစ်ဇာလန်နိုင်ငံဂျနီဗာမြို့မှာပြုလုပ်ခဲ့တဲ့133ကြိမ်မြောက်အပြည်ပြည်ဆိုင်ရာအလုံးသမားညီလာခံ ILC မှာ အလုတ်သမားအခွင့်ရေးနဲ့လူအခွင့်ရေးတွေကိုချိုးဖောက်နေတဲ့မြန်မာစစ်ကောင်စီကို ILO Article 33အရပြင်းထန်သောဒဏ်ခတ်ပိတ်ဆို့အရေးယူရန်ဆုံးဖြတ်ခဲ့ပြီးတော့အဲ့ဒီဆုံးဖြတ်ချက်အပေါ်မြန်မာနိုင်ငံအနေနဲ့တရားမှုမရှိနိုင်ဘူးလို့စစ်ကောင်စီရဲ့အလုတ်သမားဝင်ကြီးဌာနကဇွန်လ6ရက်နေ့မှာကြေညာချက်ထုတ်ပြန်ပြီးတော့တုံ့ပြန်ခဲ့ပါတယ်။ ILO Article 33နဲ့အရေးယူမှုဟာမြန်မာနိုင်ငံအပေါ်တရားမှုမရှိနိုင်ဘူးဆိုတဲ့စစ်ကောင်စီရဲ့ထုတ်ပြန်ချက်ကိုမယုံကြည်ကြောင်း အယလိုအေးအေးယူမှုကြောင့်တက်ရောက်မှုများဟာအနည်းနဲ့အများအနည်းနဲ့အများရောက်ရှိလာမှာဖြစ်ကြောင်းအယလို article 33နဲ့အေးအေးယူမှုဟာကလေးကစားတာမဟုတ်ကြောင်းကျန်းဖို့ပါတီဘိုးအလုံးမှုဆောင်မောင်မြင့်ကပြောဆိုလိုက်ပါတယ်ကျွန်တော်ကစစ်ကောင်စီရဲ့တက်ရောက်မှုမရှိဘူးဆိုတဲ့ထုတ်ပြန်ချက်အဲ့ဒါကိုမယုံကြည်ဘူးဘာကြောင့်လဲဆိုတော့နိုင်ငံတကာရန်ရီယာဆိုတာကနိုင်ငံတကာနိုင်ငံကိုဖိအားပေးတော့မယ်ဆိုရင်မျက်စိတွေပိတ်တယ်နားတွေပိတ်တယ်ခြေတွေလက်တွေကျိုးနဲ့တုတ်တယ်တုတ်ပြီးတော့အပိုင်လုတ်ပြီးပြီဆိုတော့မှအဲ့ဒီနိုင်ငံကိုပြိုကွဲအောင်လုပ်တာ အခုလဲကျွန်တော်တို့ကစပြီးတော့မျက်စိပိတ်နားပိတ်ကြိုးတုပ်စလုံးနေပါပြီကျွန်တော်တို့အပေါ်တိုက်ရောက်မှုကရှိပါတယ်အနည်းနဲ့အများလာလိမ့်မယ်အနည်းနဲ့အများလာပါလိမ့်မယ်ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင် IRC အစည်းအဝေးကနေအခုလို article 33အရာအရေးယူမယ်လို့ပြောတာကတော့သေးကြတယ်ဒါကလေးကစားတာမဟုတ်ဘူးလို့ကြံ့ဖို့ဘို့အလုံးမှုဆောင်မင်းကြီးမောင်မြင့်ကထုတ်ဖော်ပြောဆိုထားပါတယ် ILO ကမြန်မာနိုင်ငံကို1999ခုနှစ် 2009ခုနှစ်များက Article 33နဲ့အရေးယူခဲ့ပူးပြီးတော့အဲ့ဒီအချိန်ကဥရောပသမဂ္ဂကမြန်မာနိုင်ငံအပေါ်ပေးအပ်ထားတဲ့ GSP Generalized Scam of Preference ကုံတွယ်ရေးဆိုင်ရာအခွန်တက်တာခွင့်အထူးအခွင့်အရေးရုပ်သိမ်းလိုက်တဲ့အတွက်အထယ်ချုပ်လုပ်ငန်းများအပါအဝင်ကုန်ကျန်းယူကုန်ကျော်ပေးလက်ခလုပ်ငန်း Cutting Making Packaging CMP လုပ်ငန်းများပါရပ်ဆိုင်းသွားကအလုတ်သမားတသိန်းနီးပါးဟာအလုတ်လက်မဲ့ဖြစ်ခဲ့ရတယ်လို့၎င်းကပြောဆိုထားပါတယ် ILO ကပထမအချိန်အရေးယူခဲ့တဲ့အချိန်ကပြည်တွင်းမှာငွေကြေးဖောင်းပွားမှုနှုန်းတွေနဲပါတည်ငြိမ်တဲ့အခြေအနေတည်းဖြစ်ခဲ့တယ်လို့သိရပါဗျ။လက်ရှိ ILO ကရေးယူတဲ့ဒုတိယအချိန်မှာတော့ငွေကြေးဖောင်းပွားမှုနှုန်းတွေမြင့်မားနေပြီးတော့ကုန်ကျစရိတ်များအလွန်မြင့်မားနေတဲ့ကာလဖြစ်တယ်လို့ပြောပါတယ်။ဒါကြောင့်တက်ရောက်မှုများတေချာပေါက်ရှိလာမှာဖြစ်တယ်လို့ပြောဆိုထားပါဗျ။လက်ရှိစစ်တပ်အနေနဲ့ ILO ရဲ့စုံစမ်းရေးကော်မရှင်ကိုလက်ခံပူးပေါင်းဆောင်ရွက်ခဲ့တဲ့နယ်လို့၎င်းကဆက်လက်ပြောဆိုထားပါတယ်။ ျွန်တော်တို့ပြီးခဲ့တဲ့1996 2000ခုနှစ်တည်းတုန်းကဖြစ်ခဲ့တဲ့ဖြစ်စဉ်တုန်းကလည်း Commission of Inquiry မြန်မာနိုင်ငံကိုလာမယ်ဆိုတာကိုငါတို့ပြည်တွင်းရေးကိုဝင်ရောက်မဆွတ်ဖက်နဲ့ဆိုတဲ့ပုံစံမျိုးနဲ့လက်မခံပဲညင်းပယ်လိုက်တာအခုတက်ကြက်2021 2022မှာဖြစ်ခဲ့တဲ့ကိစ္စမှာလည်း Commission of Inquiry ဖွဲ့တယ်ဖိလစ်ပိုင်ကဥက္ကဋ္ဌလုပ်ပြီးတော့ဖွဲ့တယ်လက်မခံဘူးဆိုပြီးညင်းပယ်လိုက်တယ်ညင်းပယ်လိုက်တော့အခု resolution တွေချမှတ်တယ်ကျွန်တော်တို့ကဘာပဲပြောပြောမတည့်အတူနေပေါ့ ်ကော်မရှင်အော့ဖ်အင်ကွရီကိုလက်ခံလိုက်တာနဲ့ကိုယ်နိုင်ငံအချုပ်အခြာအာဏာကိုထိခိုက်သွားတယ်ဆိုတာကတော့မယုံကြည်ဘူး သူတို့ကိုထိုက်တဲ့နဲ့လက်ခံမှုနဲ့ထိုက်တဲ့နဲ့ရှင်းပြမှုတွေလုပ်ခဲ့တဲ့လို့ကျွန်တော်ကတော့ဒီလိုပဲနားလည်တယ်။အခုဆိုလို့ရှိရင်လည်းခတ်တာကအိုင်အလိုကိုရှင်းပြဖို့အခွင့်အရေးအားနည်းနေတယ်လို့မင်းငယ်မောင်မြင့်ကပြောပြထားပါဗျ။မြန်မာနိုင်ငံလုံးဆိုင်ရာအလို့သမားတမကအဖွဲ့ချုပ် CTUM ဥက္ကဋ္ဌဦးမောင်မောင်ကတော့စစ်ကောင်စီထံကိုနိုင်ငံသားငွေစီးဆင်းမှုနဲ့လေးရင်စီရယူနေတဲ့ကိစ္စများကိုအိုင်အလို Article 33နဲ့ဖြတ်တောက်အရေးယူနိုင်ရေးကြိုးပမ်းသွားမှာဖြစ်တယ်လို့ထုတ်ဖော်ပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ငလျင်တန်းကြောင့်ထိခိုက်ပျက်စီးသွားတဲ့မန္တလေးမြို့မဟာမြတ်မုနိဖျားကြီးပြုပြင်နိုင်ဖို့ဒေါက်တာနိုင်ထွတ်အောင်နဲ့ဒေါက်တာဝေဝေရင်ကိုခိုရမိသားစုကရွှေသားသုံးပိတ်သားနဲ့ငွေကျပ်သိန်းပေါင်း26000ကိုလှူဒန်းခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မန္တလေးမြို့မဟာမြတ်မုနိဖျားကြီးကိုဒေါက်တာနိုင်ထွတ်အောင်နဲ့ဒေါက်တာဝေဝေရင်ကိုခိုရမိသားစုကရွှေသားသုံးပိတ်သားအရှိဆောင်တန်းခါပြပြတ်တဲ့နဲ့ចောင်းနိုင်ကြီးတိုင်6တိုင်တို့ တိဆောက်ပြုပြင်ရန်အတွက်ငွေကျပ်36,000ရေးဆက်ချလှူဒန်းခဲ့တယ်လို့မဟာမြတ်မုန်းကြီးရဲ့ဂောဘကအဖွဲ့ကဖော်ပြထားပါတယ်။အဲ့ဒီလှူဒန်းငွေတွေကိုစေကောင်းစီအုပ်စုခန့်တိုင်းဝန်ကြီးချုပ်နဲ့ဂောဘကအဖွဲ့ကလက်ခံရယူခဲ့တယ်လို့ဆိုပါတယ်။ဒေါက်တာနိုင်ထွန်းအောင်ဟာဒေါက်တာတန်းထွန်းအောင်ရဲ့ညီဖြစ်ပြီးတော့ရခင်ကမကောက်ဦးမနေထိုင်ကမန္တလေးဇာတိလို့ဖြစ်နေတဲ့သူဖြစ်တယ်လို့ဤဆက်သူတချို့ကပြောပြထားပါတယ်။သူ့အဖေက1988ကမန္တလေးတက်လုံငန်းရဲ့ ်မန်နေဂျာလားညွန်မှုလားတော့မမှတ်မိတော့ဘူးသူတို့ကမန္တလေးဇာတိလို့ဖြစ်နေတာမန္တလေးသားတပိုင်းပေါ်လို့နှိဆက်သူတို့ကမှတ်ချက်ပြုတ်ထားပါတယ်ဥနိုင်ထွန်းအောင်ရဲ့ပင်မစီးပွားရေးလုပ်ငန်းဟာ International Gateways Group of Company Limited ဖြစ်ပြီးတော့အာနာသိန်းစစ်ကောင်စီအုပ်စုအတွက်လက်နက်ပွဲစားအဖြစ်လုတ်ကင်ပေးနေတဲ့သူဖြစ်တယ်လို့တချို့ကပြောဆိုထားပါတယ်အာနာသိန်းစစ်ကောင်စီအုပ်စုအတွက်လက်နက်ပွဲစားတွေအဖြစ်လုတ်ကင်နေသူ၃ဦးဖြစ်တယ် International Gateways Group of Company Limited ပိုင်ရှင်ဦးနိုင်ထွန်းအောင် မြန်မာ Chemical and Machinery Company ပိုင်ရှင်ဦးအောင်လှိုင်ဦးစီးပွားရေးသမားဦးစစ်တိုင်းအောင်တို့တုံးဦးအာနာသိန်းစစ်ကောင်စီအုပ်စုရဲ့တိုင်းမှုတွေဖြစ်တဲ့အလဲပိုင်းတိုင်းစစ်ဌာနချုပ်လပ်ပါခတိုင်းမှုဘိုလ်ချုပ်ကိုကိုဦးနေပြည်တော်တိုင်းစစ်ဌာနချုပ်နပါတာတိုင်းမှုဘိုလ်ချုပ်ဇော်ဟင်းနဲ့အမတ်66ချင်းမြတ်တမဌာနချုပ်တမခ66တို့ကိုဒဏ်ခတ်ပိတ်ဆို့အရေးယူကြောင်းအမေရိကန်နိုင်ငံက2022ခုနှစ်မတ်လမှာထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အချမ်းဖတ်စစ်ကောင်စီကစစ်မှုတန်းအပတ်စဉ်၁၁တင်းနန်းစင်တပ်သားတဲ့များကိုမကွေရခိုင်စကိုင်းကရင်ပြည်အပါအဝင်ရွှေတန်းစစ်မြေပြင်တွေကိုစတင်ပို့ဆောင်တာ ဖုန်းများအသိမ်းခံထားပြီးတော့မိသားစုဝင်များနဲ့လည်းအဆက်အသွယ်တွေပြတ်တောက်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ6ရက်နေ့ကရန်ကုန်တိုင်းတိုက်ကြီးမြို့နယ်မှာရှိတဲ့အမှတ်1တန်းမြင့်လေ့ကျင့်ရေးတင်နန်းကျောင်းဂျိုးပြူမှာစစ်မှုထမ်းအပတ်စဉ်7တင်နန်းစင်းပွဲကျင်းပပြုလုပ်ခဲ့တယ်လို့သိရပါဗါတယ်။အဲ့ဒီတင်နန်းစင်းပွဲအပြီးညပိုင်းမှာတင်နန်းစင်းတပ်သားတွေများကိုညပိုင်းပျော်ပွဲရှင်ပွဲပြုလုပ်ပေးခဲ့တယ်လို့သိရပါဗါတယ်။အဲ့ဒီနောက်မှာတော့ဇွန်လ9ရက်နေ့ညပိုင်းကစတင်ပြီးတော့စစ်မှုထမ်းတင်နန်းစင်းတပ်သားတွေများမိသားစုဝင်များနဲ့ဆက်သွယ်လို့မရတော့ဘဲရှေ့တန်းကိုစတင်ပို့ ဆောင်နေပြီလို့သိရကြောင်းတပ်သားတဲ့တချွဲ့မိသားစုဝင်တွေကသတင်းပေးဖို့ပြောဆိုထားပါတယ်တင်နှန်းဆင်းပြီးတော့ညနေပိုင်းလောက်မှာဖုန်းဆက်တယ်သူတို့ရှေ့တန်းသွားရမယ်တဲ့ဘယ်ကိုပို့မယ်ဆိုတာတော့ကြိုမပြောဘူးလို့ပြောတယ်ဖုန်းမဆက်ရင်လည်းစိတ်မပူနဲ့လို့ပဲပြောတယ်ဖုန်းတွေကတိမ့်ခံရနိုင်တယ်မနေ့ညနေလောက်ကစပြီးတော့အဆက်အသွယ်မရတော့ဘူးလို့ဒလမြို့နယ်ကစစ်မှုရေးအပတ်စဉ်ဆက်တဲ့တင်နှန်းဆင်းတပ်သားတအုပ်ရဲ့မိခင်တအုပ်ကပြောဆိုထားပါတယ် တပ်တရေရင်တချို့ကတော့စစ်မှုရာပတ်စဉ်၁၁တင်တန်းစဲတပ်သားတဲ့များကိုမကွေးရခိုင်ပဲခူးစကိုင်းမွန်ပြည်နယ်ကရင်နီနဲ့တနင်္သာရီစစ်မြေပြင်များကိုအ धिक ဦးစားပေးစေလို့မယ်လို့သိရပြီးပုံမှန်အားဖြင့်စစ်မှုရာတင်တန်းစဲများကိုအရေးပေါ်စစ်ရင်အားဖြည့်တင်းရန်လိုအပ်နေတဲ့ရှေ့တန်းစစ်မြေပြင်တွေကိုအတိပေးခြင်းမရှိဘဲနဲ့ပို့ဆောင်လေးရှိတယ်လို့ပြောဆိုထားပါတယ်ရှေ့တန်းကိုအပုတ်ခံရတဲ့စစ်မှုရာတင်တန်းစဲတပ်သားတဲ့တွေဟာ တင်တန်းတက်ရောက်နေတဲ့အချိန်ရှေ့တန်းကိုဆေးလွတ်တဲ့အချိန်လမ်းခီးတွေမှာမိုဘိုင်းဖုန်းတွေကိုအရာရှိတွေကသိမ်းဆီးလေးရှိပြီးတော့တာဝန်ထမ်းဆောင်မဲ့နေရာရောက်မှပြန်ပေးလေးရှိတယ်လို့သိရပါတယ်။တချို့သောတပ်တွေမှာတော့လက်ကင်မိုဘိုင်းဖုန်းများကိုလုံးဝပြန်မပေးတော့ဘဲအပိသိမ်းဆီးမှုတွေလည်းရှိနေတယ်လို့ပြောပါတယ်။စစ်ကောင်စီကစစ်မှုထမ်းတင်တန်းစင်တပ်သားတွေများအားလုံးကိုရှေ့တန်းစစ်မြေပြင်ကိုသာခွဲတန်းချဆေးလွတ်ခြင်းဖြစ်ပြီးတော့နောက်တန်းလုံခြုံရေးအဖြစ်အသုံးပြုမှုနှေးပါနေတယ်လို့သိရပါတယ်။လာတိုင်းလာတိုင်းတင်တန်းစင်လာတဲ့စစ်မှုထမ်းတပ်သားတွေများအားလုံးကိုတနိုင်ငံလုံ းမှာရှိတဲ့ရှေ့တန်းစစ်မြေပြင်တွေကိုသာခွဲတန်းနဲ့တိုက်ရင်အလိုက်ဆေးလွတ်နေခြင်းဖြစ်တယ်လို့တပ်သတင်းရင်းမြစ်ကရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ထိုင်းနိုင်ငံကန်ချနာဘူရီခရိုင်မှာ အလုံဘိတ်ကုန်တင်ကားနဲ့ထိုင်းနိုင်ငံတဲကိုခိုးဝင်လာတဲ့မြန်မာလူငယ်48ဦးကိုထိုင်းအာဏာပိုင်များကဖမ်းဆီးရရှိထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဇွန်လ9ရက်နေ့မနက်6နာရီအချိန်မှာကန်ချနာပူရီခရိုင်အတွင်းမှာအလုံဘိတ်ကားနဲ့တရားမဝင်ခိုးဝင်လာတဲ့မြန်မာရွှေပြောင်းလူငယ်48ဦးကိုဖမ်းဆီးရမိခဲ့တယ်လို့သိရပါဗျ။၎င်းတို့ဟာဖျားတုံးစုကနေတဆင်ထိုင်းနိုင်ငံတဲကိုတောလန့်နဲ့ရေလမ်းများကနေဝင်ရောက်လာကြတယ်လို့သိရပါဗျ။ဖမ်းဆီးရရှိတဲ့မြန်မာနိုင်ငံသား48ဦးမှာအထောက်အထားတစုံတရာမရှိဘဲထိုင်းနိုင်ငံတဲ ဲကိုဝင်ရောက်လာတာကိုစစ်ဆေးတွေ့ရှိရတယ်လို့ပြောပါတယ်။အလုံးပိတ်ကုန်တင်ကားမှာမြန်မာ48ဦးလုံးကြက်တဲစွာနဲ့လိုက်ပါလာကြခြင်းဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီမြန်မာ48ဦးကိုထိုင်းနိုင်ငံအတွင်းကိုတရားမဝင်ဝင်ရောက်မှုနဲ့ထိုင်းရဲတပ်ဖွဲ့ကဖမ်းဆီးအရေးယူသွားမှာဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတော့ Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ မြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ